တမြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့တနလိုက်တိုင်းမော်တော်မျိုးကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလေးရဲ့ဥဆောင်မှုနဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ထိစစ်မဲ့ရွာစစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဗမာပြည်သူ့လူမျိုးရေးတပ်မတော် BPLA FFD Drone Force နဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပြီးဒီကနေ့နိုဝင်ဘာ14ရက်နေ့မှာအပြစ်သက်တိုက်ခိုက်သေးပိုက်လိုက်ပြီးဖြစ်ကြောင်း KNU ကထုတ်ပြန်ပါတယ် ဒါဟာတော်လိုင်းတပ်ဖွဲ့တွေအတွက်ဒီနေ့တိုင်းထဲမှာပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့မျိုးတစ်မျိုးဖြစ်လာခဲ့ပါတယ်။ဝတော်မျိုးဟာရိုးရိုးမျိုးတစ်မျိုးတော့မဟုတ်ပါဘူး။သူဟာနေစဉ်ဖြန်းဖြန်းကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ6000ဝန်းကျင်ရှိတဲ့ရေးပါတဲ့နေဆက်ကုန်သွယ်ဂိတ်တစ်ခုဖြစ်ပါတယ်။အာနာသိမ်းပြီး9နှစ်တာကာလတစ်လျှောက်လုံးစစ်ကောင်မကြင်ကလက်လွတ်မခံပဲထိန်းချုပ်ထားခဲ့တဲ့ဒီမျိုးကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တာဟာစစ်ကောင်မကြင်ရဲ့အုပ်ချုပ်ရေးရန်ရာကိုသာမကသူတို့ရဲ့အခွန်ဝင်ငွေကိုပါတရိုက်ထိခိုက်စေတဲ့ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ။ဒီမျိုးသိမ်းတိုက်ပွဲဟာ၄ရက်ကြာမြင့်ခဲ့ပြီး အဲ့ဒီအတွင်းမှာစစ်ကောမရှင်ဘက်ကလည်းလေကြောင်းကနေအပြင်းထန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KNU မိတ်တော်ဝယ်ခင်ကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့မြို့ပေါ်မှာခြေဆိုင်ထားတဲ့ခြေလင်တက်လေးနှစ်နှစ်လေးအမြောက်ကုန်းနဲ့ရဲစခန်းတွေအားလုံးကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။တရှင်ကမြောက်ရီတံတားပိတ်ထားချိန်မှာအစားထိုးခိတ်ဖြစ်အုံပြူကိုစစ်ကောမရှင်ကိုယ်တိုင်ကမျှော်လင့်ခဲ့တဲ့ဒီမျိုးကိုတော်လိုင်းအင်အားစုတွေကသိမ်းပိုက်နိုင်ခဲ့တာပါ။မူတော်ဒေသဟာ KNUK မြို့သားစီယုံရဲ့တနောသည့်မြို့နယ်ရုံးဆိုင်ရာနေရာတစ်ခုဖြစ်ခဲ့ပြီး 1990ခုနှစ်မှာမြန်မာစစ်တပ်ကတာလွန်အင်အားနဲ့တိုက်ခိုက်သိမ်းယူခဲ့တဲ့နေရာကိုအခုခါမှာပြန်လည်ရောက်ယူနိုင်ခဲ့တယ်လို့ KNU ကဆိုပါတယ်။ဒီကရဲမေလာဆန်းပိုင်းကလည်း KNL နဲ့ပူးပေါင်းတပ်တွေကခိခိနေဆက်ကုံသွေးစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။